ဥရောပအင်အားကြီးနိုင်ငံများ၏အာဏာစများခြေထွားလာပြီးတဲ့နောက်မှာတော့ကမ္ဘာသမိုင်းတခြားကိုလိုနီစနစ်သည်ချက်တွင်မှုတွေကခြေထွားလာခဲ့ပါလေ။အချိန်ကြာမြားဥရောပနိုင်ငံမဟုတ်တဲ့နိုင်ငံတိုင်းနေပါသည်တစ်ချိန်ချိန်မှာဥရောပနိုင်ငံတစ်ခု၏ကိုလိုနီတစ်ခုဖြစ်လာခဲ့ကြပါတယ်။နိုင်ငံအနေငယ်သာဥရောပတို့၏အင်အားသုံးချုပ်ကိုင်မှုကိုခြုံလွှဲနိုင်ခဲ့ပါတယ်။ဘာကြောင့်ဒီလိုမျိုးကိုလိုနီလက်အောက်ခံမဖြစ်ခဲ့လဲဆိုတာကစိတ်ဝင်စားစရာကောင်းနေပါလေ။ဒါကြောင့်ကျွန်တော်တို့ဖြေရှာကြည့်ကြရအောင်ပါ။ ဥပမာအဖြစ်ထိုင်းနိုင်ငံသည်ဗြိတိရှားပြင်သစ်နှင့်ဒတ်စ်တို့ရဲ့နယ်မြေများဖြင့်ဝိုင်းရံထားခံရတော့လဲကိုလိုနီလက်အောက်ခံဖြစ်မလာဖို့အတွက်ညှင်းနှင်းချက်မရှိသလိုထင်ရပေမဲ့ကိုလိုနီလက်အောက်ခံဖြစ်မလာခဲ့ပါဘူးဗြိတိရှားပြင်သစ်နှင့်ဒတ်စ်တို့ကထိုင်းနိုင်ငံကိုကိုလိုနီအဖြစ်သိမ်းပိုက်ခြင်းမပြုခဲ့ကြသလိုအခြားဥရောပအင်အားကြီးနိုင်ငံများကမှသိမ်းပိုက်ခြင်းမပြုခဲ့ကြပါဘူးဒါကြောင့်ထိုင်းနိုင်ငံကကိုလိုနီစနစ်ဤချုပ်ကိုင်မှုအောက်သို့တစ်ခါမှမကြောက်ရောက်ခဲ့ပါဘူး ဘာကြောင့်ဒီလိုအခြေအနေမျိုးကိုထိုင်းနိုင်ငံကရရှိခဲ့တာလဲ ထိုင်းနိုင်ငံကိုအရင်တုန်းက CNB နိုင်ငံလို့ခေါ်ပြီးဒီဗီဒီယိုမှာတော့နားထောင်ရအဆင်ပြေအောင်ထိုင်းနိုင်ငံလိုပဲသုံးလုံးပေးတော့ပါမယ်။ထိုင်းနိုင်ငံကိုဘယ်သူမှကိုလိုနီမပြုခဲ့ကြတဲ့အကြောင်းအရင်းများစွာရှိပါတယ်။အထူးသဖြင့်ဗြိတိရှားနဲ့ပြင်သစ်တို့က၎င်းတို့ရဲ့ကိုလိုနီနယ်မြေများကြားမှာရာငံနယ်မြေတစ်ခုကနှစ်နိုင်ငံထိတိုက်တွေ့မှုကိုရှောင်ရှားနိုင်တယ်လို့စဉ်းစားခဲ့ကြပါတယ်။အဲဒီအချိန်တုန်းကဗြိတိရှားတွေကမလေးရှားနဲ့မြန်မာနိုင်ငံကိုပိုင်ဆိုင်ထားပြီးတော့ပြင်သစ်တို့ကအင်ဒိုချိုင်းနာမှာရှိတဲ့ BNN ကိုသိမ်းပိုက်ထားတဲ့အချိန် ချိန်မှာဒီဥရောပအင်အားကြီးနှစ်နိုင်ငံကြားမှာထိုင်းနိုင်ငံကဂျာကန်နယ်မြေလိုပုံစံမျိုးနဲ့ရှိနေကြတာပါဒီဂျာကန်နယ်မြေမရှိပါကနှစ်ဖက်စလုံးကလက်နမိတ်အငင်းပွားမှုတွေကနေတဆင့်ထိတိုက်တွေ့မှုတွေဖြစ်ပေါ်လာနိုင်တာကိုစိုးရိမ်ခဲ့ကြပြီးတော့ဒါကြောင့်မို့လို့ပဲထိုင်းနိုင်ငံကိုနှစ်နိုင်ငံစလုံးကတိမ့်ပိုက်ဖို့ဝင်လေခဲ့ကြတာပါ dash တွေကလည်းအဲ့ဒီအချိန်ကအင်ဒိုနီးရှားကိုကိုလိုနီပြုထားပြီးအင်အားကြီးနှစ်နိုင်ငံကြားမှာရှိနေတဲ့ထိုင်းနိုင်ငံကိုသိမ်းဖို့စိတ်ဝင်စားခဲ့ကြပါဘူး။ဘာလို့လဲဆိုတော့အင်အားကြီးနိုင်ငံတွေနဲ့ထိတိုက်တွေ့ပြီးသူတို့သိမ်းပိုက်ထားတဲ့အင်ဒိုနီးရှားနိုင်ငံရဲ့တည်ငြိမ်မှုပြပြပြမှစိုးရိမ်ခဲ့ကြတာကြောင့်ပါ။ထိုင်းနိုင်ငံကိုလိုနီလက်အောက်မချရောက်ခဲ့တာကဒီအကြောင်းအရာတစ်ခုလည်းကြောင်းတော့မဟုတ်ပါဘူး။တခြားအကြောင်းအရင်းတွေလည်းရှိနေပါသေးတယ်။အဲ့ဒီအကြောင်းအရင်းတွေကထိုင်းပြည်ကျူလာလောင်ကုန်းရဲ့စီမံခန့်ခွဲမှုနဲ့အများကြီးတက်ဆိုင်ခဲ့ပြီးတော့ထိုင်းပြည်ကျူလာလောင်ကုန်းက ကိုလိုနီလက်အောက်မကြောက်ဖို့အတွက်အဓိကစဉ်းစားပြီးပြည်ပြင်ပြောင်းလဲယူတွေလုပ်ခဲ့တာပါအထူးသဖြင့်ဘရင်ချူလာလောင်ကောင်းကကိုလိုနီလက်အောက်ကံပြမလာအောင်ရှောင်ရှားဖို့အတွက်ထိုင်းနိုင်ငံရဲ့နိုင်ငံရေးစနစ်ကိုဥရောပစနစ်နဲ့ပုံမှန်နီးစပ်အောင်ပြောင်းလဲဖို့လိုအပ်ကြောင်း နားလည်သဘောပေါက်ခဲ့ပါလေဒီအချက်ကပဲဒီနေ့ခေတ်ထိုင်းနိုင်ငံရဲ့ခင်မီတိုးတက်မှုပေါ်ဖြစ်ပေါ်စေတဲ့အကြီးစားနိုင်ငံတည်ဆောက်ရေးစီမံကိန်းတစ်ခုဖြစ်လာခဲ့ပါတယ်ဒီစီမံကိန်းရဲ့အရေးပါတဲ့အစီအပိုင်းတစ်ခုမှာမြေုံရေးဆွဲခြင်းပဲဖြစ်ပါတယ်ဥရောပသားတွေကမြေမျက်နှာတွင်မြင်ဖို့အလွန်အလေးထားပြီးနိုင်ငံတက်မရမှာမြေုံရေးဆွဲခဲ့ကြပါတယ်မြေုံရေးဆွဲထားခြင်းမရှိပဲတတ်တတ်မတ်မတ်မရှိတဲ့နေမြေတွေဘလို့နေမြေလည်းမတဲကွဲတဲ့နေရာတွေကိုဥရောပသားတွေကအခွင့်အရေးတစ်ခုဖြစ်မြင်ပြီးတည်ယူမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်ဒါကိုသိ ီးတဲ့ထိုင်းဘရင်ကထိုင်းနိုင်ငံနဲ့နယ်နိမိတ်အတွက်မြေပုံရေးဆွဲခြင်းကိုအဓိကထားလှုပ်ဆောင်ခဲ့ပါတယ်။ဒါအပြင်အဲ့ဒီအချိန်ကထိုင်းနိုင်ငံရဲ့ဒေသအသီးသီးမှာဒေသဆိုင်ရာအုပ်ချုပ်သူများကိုလွတ်လပ်စွာအုပ်ချုပ်ခွင့်ပေးထားတာပါ။ကိုလိုနီတွေရဲ့ဘေးရန်တွေရောက်လာတဲ့အချိန်မှာတော့ထိုင်းဘရင်ကဒီအချိန်ဟာစူးစီးညီညွတ်ဖို့အရေးကြီးတဲ့အချိန်ရောက်နေပြီလို့တွက်ချက်ပြီးထိုင်းနိုင်ငံရဲ့ professional စစ်တပ်ကိုဖွဲ့စည်းကစတင်မိတ်ဆက်ခဲ့ပြီးဗဟိုချုပ်နိုင်မှုနဲ့အုပ်ချုပ်တဲ့စနစ်ဘက်ကိုကူးပြောင်းလာခဲ့ပါတယ်။ဒီလိုမျိုးစူးစီးညီညွတ်မှုကအနောက်တိုင်းကိုလို ံ리စနစ်ကိုတိုက်ဖြတ်ဖို့အကျိုးရှိတဲ့အရာတစ်ခုအဖြစ်အထိုင်းပြည်ရင်ကရှုမြင်ခဲ့ပါတယ်။နောက်ထပ်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကတော့ထိုင်းနိုင်ငံမှာဥရောပစနစ်ကိုကူးပြောင်းမှုပဲဖြစ်ပါတယ်။တော်ဝင်မိသားစုတွေကနောက်တိုင်းဖက်ရှင်တွေကိုစတင်ဆင်မြန်းခဲ့ပြီးတော့ကားများနဲ့အခြားဥရောပပစ္စည်းတွေကိုလည်းထိုင်းနိုင်ငံနဲ့တင်သွင်းခဲ့ကြပါတယ်။ ဘရင်ချူလာလောင်ကအနောက်တိုင်းဝက်ဆောင်နဲ့တပ်ပုံရိုက်တာကိုနှစ်သက်ခဲ့ပြီးသူ့ရဲ့သားတွေကိုလည်းဥရောပနိုင်ငံတွေမှာပညာသင်ဖို့စီလုပ်ခဲ့ပါတယ်။အဲဒီအချိန်ကဒီလိုမျိုးဥရောပစနစ်တွေအသုံးပြုနေတာကကိုလိုနီနယ်ချဲ့တွေနဲ့ဆက်ဆံရမှာပိုပြီးအဆင်ပြေချောမွေ့လိမ့်မယ်လို့ ထိုင်းပြည်ကမျှော်လင့်ခဲ့ပုံရပါတယ်ဒီလိုအဖက်ဖက်ကစီစဉ်နေပေမဲ့ထိုင်းနဲ့ပြင်သစ်ကြားထိတ်တိုက်တွေ့မှုအချို့တော့ရှိခဲ့ပါတယ်အဲဒီအချိန်တုန်းကထိုင်းနိုင်ငံနဲ့ပြင်သစ်ဟာပြင်သစ်သားတွေကိုပတ်နံကျွန်းအထိလွတ်လပ်စွာသွားလာခွင့်ပေးတဲ့သဘောတူစာချုပ်ကိုချုပ်ဆိုထားပြီးဘန်ကောက်ကပြင်သစ်တန်ရုံမှာလည်းပြင်သစ်စစ်သင်္ဘောတစ်စီးကကြောက်ဖျားမြစ်ထဲမှာရပ်ထားတာပါဒါပေမဲ့ပြင်သစ်တွေကဒုတိယစစ်သင်္ဘောတစ်စီးကိုပထမစစ်သင်္ဘောနဲ့တွေ့ဆုံဖို့အစီလွှတ်ခဲ့ပါတယ်ဒီတစ်ခါမှာတော့ထိုင်းတွေကပြင်သစ်စစ်သင်္ဘောကိုဝင်ရောက်မလာ ာဖို့တားမြစ်ခဲ့ပြီးတစ်ဖက်မှာပြင်သစ်တွေအတင်းတိုးဝင်လာမှဆိုရင်လို့ခံစစ်ပြင်ထားခဲ့ပါတယ်။ထိုင်းတွေထင်တဲ့အတိုင်းပဲ ပြင်းထန်စစ်တမ်းမော့ကထိုင်းဘက်ကဖွင့်ပြချက်မရပဲအတင်းဝင်ရောက်လာတဲ့အချိန်မှာတော့နှစ်ဖက်ထိတိုက်တွေ့မှုဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့ထိုင်းနေရဲ့ခံစစ်မှာကုကဲမှုအားနည်းမှုနဲ့ပြင်းထန်တွေရဲ့စစ်လက်နက်အင်အားကောင်းမှုမှုကြောင့်ပြင်းထန်စစ်တမ်းမော့ကအလိုရှိတဲ့နေရာကိုရောက်အောင်သွားနိုင်ခဲ့ပါတယ်။ဒီထိတိုက်တွေ့မှုမှာပြင်းထန်တွေကိုအတော်လေးဒေါသထွက်စေခဲ့ပါတယ်။အထူးသဖြင့်ဒါဟာနှစ်ဖက်ကြားရခင်သဘောတူညီထားတဲ့လွတ်လပ်စွာသွာလာခြင်းဆိုတဲ့သဘောတူညီချက်ကိုချိုးဖောက်တာဖြစ်တဲ့ဆိုပြီးပြင်းထန်တွေကတော်တော်လေးဒေါသထွက်ခဲ့ကြပါတယ်။ဒါကြောင့် ပြင်သစ်စစ်တမောပြန်လည်ထွက်ခွာသွားပြီးတဲ့အချိန်မှာတော့ပြင်သစ်တွေကအမြင့်ကိုပိတ်ချလိုက်ပါတယ်။ဒါပေမဲ့ဒီလုပ်ရက်ကဗြိတိရှားရဲ့ကုန်လွန်မှုကိုထိခိုက်စေခဲ့တာကြောင့်ဗြိတိရှားတွေကနှစ်ဖက်စလုံးကိုညှိနှိုင်းမှုဖိအားပေးခဲ့ပါတယ်။ကိုလိုနီအပြုမခံရပေမဲ့ထိုင်းနိုင်ငံနဲ့ပြင်သစ်နိုင်ငံအကြားမှာနိုင်ငံရေးအငင်းပွားမှုလေးတွေတော့ရှိခဲ့ပါတယ်။ဗြိတိရှားနဲ့ပြင်သစ်တွေရောက်လာပြီးကတည်းကထိုင်းတွေအပေါ်ဖိအားတွေများလာခဲ့ပြီးအဖက်ဖက်ကအဆင်ပြေအောင်စီစဉ်နေတဲ့ကြားကအနေမျိုးတချို့ကိုဆုံးရှုံးခဲ့ရတာတွေလည်းရှိပါတယ်။ထိုင်းနဲ့ပြင်သစ်အကြားနိုင်ငံရေးအငင်း ညံ့ပွားမှုတွေရှိခဲ့ပြီးပြင်သစ်တွေကမဲကောင်မြေရဲ့အရှိတ်ဘက်ကထိုင်းရဲ့စစ်ကမ်းတွေအားလုံးကိုဖယ်ရှားဖို့တောင်းဆိုခဲ့ပြီးဒီဒေသဟာ BNN ပိုင်တယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်ဒီနေ့ရက်ဟာလာအိုဖြစ်ပြီးအဲ့ဒီအချိန်တုန်းကလာအိုကထိုင်းရဲ့လက်အောက်မှာရှိနေခဲ့တာပါပြင်သစ်တွေကထိုင်းရဲ့စစ်ကမ်းကိုဖယ်ရှားဖို့တောင်းဆိုပြီးနောက်အညံ့ပွားမှုဖြစ်ပွားနေတဲ့နယ်မြေကိုပြင်သစ်စစ်တပ်ကိုဆီလွတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ထိုင်းတွေကလာအိုပြင်သစ်နဲ့တည်းလွှဲအပ်ဖို့သဘောတူညီခဲ့ပါတယ်ပြင်သစ်ရဲ့လာအိုနဲ့ဗြိတိရှားရဲ့အထက်မြန်မာပြည်ချာနယ်နိမိတ်ချင်းတိဆက် က်နေပြီဖြစ်တာကြောင့်နေမီအငင်းပွားမှုတွေဖြစ်မလာဖို့အတွက်ပြင်သစ်နဲ့ပီလီရှားအကြမ်းမှာနယ်နမိတ်နဲ့ပတ်သက်တဲ့စာချုပ်အသစ်တစ်ခုချုပ်ဆိုခဲ့ကြရပါတယ်။ဒီလိုမျိုးနယ်နမိတ်နဲ့ပတ်သက်ပြီးအငင်းပွားမှုတွေကိုဖြစ်လာမှာကိုပြင်သစ်ပေါ်ပီလီရှားပေါ်နိုင်ငံစလုံးကမလုံလားတာကြောင့်ထိုင်းနိုင်ငံကိုဂျားနယ်မီအဖြစ်ရှိနေတာပိုကောင်းတယ်ဆိုပြီးတွက်ချက်ခဲ့ကြတာကြောင့်ထိုင်းနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုမထိခိုက်အောင်နိုင်ငံစလုံးကသတိထားဆောင်ရွက်ခဲ့ကြပါတယ်။ထိုင်းနိုင်ငံကလည်းအနောက်တိုင်းနဲ့ใกล้ညီအောင်သူတို့ရဲ့စနစ်တွေကိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့တာကြောင့်အနောက်နိုင်ငံတွေ နဲ့ဆက်ဆံရေးမှာအဆင်ပြေချောမွေခဲ့ပါတယ်ဗြိတိရှားနဲ့ပြင်သစ်တို့ကလည်းထိုင်းနိုင်ငံကိုသိမ်းပိုက်ဖို့ကိုလိုနီပြုဖို့ဒါမှမဟုတ်တခြားသောနိဒန်းနေနဲ့ပြောင်းမှုဖို့အစီအစဉ်မရှိဘူးဆိုပြီးထုတ်ပြန်ခဲ့ကြပါတယ်ထိုင်းဘရင်ချူလာလောင်ကွန်ကွဲလွန်သွားတဲ့အခါမှာတော့သူသားရာမစစ်ကဘရင်နေရာဆက်ခံခဲ့ပါတယ်ရာမစစ်ကအနောက်တိုင်းကနေပညာသင်ကြားလာတဲ့သူဖြစ်ပြီးသူ့လက်ထက်မှာအနောက်တိုင်းစနစ်နဲ့ပုံမှန်ကိုက်ညီအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်ပညာရေးစနစ်တွေနဲ့အကြောင်းတွေကိုလည်းဖွင့်လှစ်ခဲ့ပါတယ်ရာမစစ်လက်ထက်မှာတော့လူငယ်စစ်အရာ ရှိတစုကဘရင်ကိုဖျောက်ချဖို့နန်းနေပုံကံမှုတစ်ခုဖြစ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ကြပါဘူး။အဲဒီနောက်ပိုင်းမှာတော့ပထမကမ္ဘာစစ်ဖြစ်ပွားခဲ့ပြီးထိုင်းနိုင်ငံကဂျာမနီနဲ့ဩစတြေးလျဟန်ဂေရီကိုစစ်ကြေညာခဲ့ပါတယ်။တခါဘီပင်သစ်တို့လိုအနောက်တိုင်းနိုင်ငံတွေနဲ့ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းနဲ့ရည်ရွယ်ချက်ကြောင့်လို့ထင်ရပါတယ်။ဒီစစ်ပွဲမှာထိုင်းပြည်ပေါပင်ခဲ့မှုကြောင့်ဗာဆိုင်းငြိမ်းချမ်းရေးညီလာခံမှာနေရာတစ်ခုရစေခဲ့ပြီးကမ္ဘာစစ်မြေပေါ်မှာဒီလိုအရေးပါလာမှုကလည်းထိုင်းနိုင်ငံကိုအနောက်တိုင်းရဲ့ကိုလိုနီဖြစ်လာမှုအန္တရာယ်ကနေက ာကွယ်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ထိုင်းနိုင်ငံဟာဆိုင်ယန်ဘရစ်နိုင်ငံဆိုတဲ့နာမည်ကနေထိုင်းနိုင်ငံလို့နာမည်ပြောင်းလဲခဲ့ပါတယ်။အချင်းကျောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ထိုင်းနိုင်ငံဟာနိုင်ငံရဲ့တည်ရှိနေတဲ့ပထဝီအနေအထားအနောက်တိုင်းရဲ့စနစ်နဲ့လိုင်းကျောင်းကြီးတွေဖြစ်အောင်ပြောင်းလဲနိုင်မှုနဲ့ပြည်တွင်းစီးလုံးညီညွတ်မှုတွေကြောင့်ကိုလိုနီလက်အောက်ခံအဖြစ်ကြောက်ရွံ့နိုင်တဲ့အခြေအနေကနေရှောင်ရှားနိုင်ခဲ့ပါတယ်။ဗီဒီယိုကိုကြည့်နေတဲ့သူတွေအနေနဲ့လည်းထိုင်းနိုင်ငံရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲဆိုတာကွန်မန့်မှာမှတ်ခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့် ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်